ဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်တို့ရှိကိုလာလာမေးကြတဲ့ဆယ်သိန်းကျော်မှာဒီပေးရတဲ့ဈေးနဲ့တန်တဲ့ဖုန်းတစ်လုံးကိုရဖို့ဒီ Redmi brand တွေကမဟုတ်ဘဲနဲ့အခြား brand တွေတဲကဝယ်သင့်လဲဆိုတဲ့ညီကိုတွေအတွက်ကျွန်တော်ပြောပြပေးမယ်။အဲ့တော့ဘာမှရှည်ရှည်ဝေထပ်ပြောမနေတော့ဘဲနဲ့ကျွန်တော်တို့ဗီဒီယိုလေးကိုစပြီးတော့ကြည့်လိုက်အောင် Yangon Mobile Store ီနိုင်ငံမှာ price to performance ကောင်းတဲ့ဖုန်းကိုဝယ်မယ်ဆိုရင်လူတော်တော်များများကဒီ Redmi ရဲ့ Tabo series တို့ K series တို့ဒါတွေကိုပဲအရင်ဆုံးပြင်းမြင်ကြတယ်။ဒီအချို့အချို့တော့ပေါ့နော်ဒီ Redmi ရဲ့ဒီ HyperOS ကိုမကြိုက်လို့လို့ MIUI ကိုမကြိုက်လို့လို့ဒီလိုမျိုးလူတွေတော့ပဲဒီအခြား brand တွေကဖုန်းတွေကိုဝယ်ဖို့စဉ်းစားကြတာ အဲ့လိုမျိုးလူတွေအတွက်ကျွန်တော်အခုပြောပြပေးမယ့်ဗီဒီယိုလေးကအအနေနဲ့များအထောက်အကူပြုလိုက်မယ်။ဘာဖုန်းနေလဲဆိုတော့ကျွန်တော်မပြောခင်မှာအခု disclaimer အနေနဲ့ဒီဗီဒီယိုထဲမှာအခုကျွန်တော်ပြောပြပေးမယ့်ဖုန်းတွေအကုန်လုံးက China version ဖုန်းတွေကြီးပဲ global version ဖုန်းတွေတစ်လုံးမှမပေါဘူး။မိတ်ဆွေရတယ်ပေါ့နော်ဒီ price to performance ကောင်းတဲ့ global version ဖုန်းတွေကြောင့်သိကျင်တော့ကျွန်တော်နောက်ထပ် video မှာတက်တက်လေးပြောပြပေးမယ်။အဲ့တော့ကျွန်တော်တို့ပထမဆုံးဖုန်းလုံးကိုစပြီးတော့တွားလိုက်အောင်ပထမဆုံးဖုန်းကတော့ Oppo brand ကရှာရှာပေါ်ပေါ price to performance ကောင်းတဲ့ Oppo ရဲ့ K30 တာဘူး။ ဒီဖုန်းလေးကိုကျွန်တော်ရွေးချယ်ပေးရတာကကြတော့ဒီဖုန်းမှာကအဓိကအားသာချက်တွေက၃ခုလောက်ရှိတယ်။ပထမဆုံးအားသာချက်ကဒီဖုန်းမှာကဘေးတင်ဖန်ကူလာပါတယ်။ဒီလိုမျိုးဖန်ကူလာပါတော့မိတ်ဆွေရတာပေါ့နော်ဂိမ်းမင်းဘန်းကိုအဓိကဦးစားပေးသုံးတဲ့လူတယောက်ဆိုရင် ကျွန်တော်ဂိမ်းနေရန်ဆော့လို့အရန်တက်လာဆိုရင် external cooling fan တွေတက်တက်တော့ဝယ်ဆရာမလို့ပဲနဲ့သူရှိမှာပါတဲ့ built-in fan cooler လေးနဲ့တင် comfort ရဲ့ heat ပြဿနာတော်တော်များများကိုဖြေရှင်းနိုင်တယ်။နောက်ပြီးတော့ဒီဖုန်းမှာအားသာတဲ့ချက်ကဒီဖုန်းက price to performance ကောင်းတာဆိုတော့သူရှိမှာသုံးမိထားတဲ့ SoC က MediaTek ရဲ့ Dimensity 8450ဆိုတဲ့ SoC ကိုသုံးထားပြီးတယ်။ ဒီ SOC ကဘယ်လိုမျိုးပြောရမလဲဒီဈေးတန်းဝင်းကျင်မှာပေါ့နော် price to performance ကောင်းလွန်ပါတယ်ဆိုတော့ Redmi ရဲ့ Turbo 4မှာတုံးထားပြီးတဲ့ဒီ Dimensity 8400နဲ့ရှင်းမယ်ဆိုတော့မှာ CPU ဘိုင်းမှာရော GPU ဘိုင်းမှာရောနည်းနည်းလေးပို့ပြီးတော့တာတယ်နောက်ထပ်ပေါ့နော်ဒီ K30 Turbo ရဲ့အားသာတဲ့ချက်ကကြတော့သူ့ရဲ့ battery ဘိုင်း battery ကဒီဖုန်းမှာက8000 mAh battery အကြီးယူမှာ charging speed က 80W ထိပါတယ်အဲ့တော့ဒီဖုန်းကဘယ်လိုမျိုးလူတွေအဓိကရွေးချယ်တင်လဲဆိုတော့မိတ်ဆွေရပေါ့နော် ဒီ12သိန်းကျော်ဝင်ကျင်မှာ performance လည်းအရန်ကောင်းအောင်မယ် gaming ဘက်ကိုအဓိကဦးစားပေးသုံးကျင်ပြီးတော့ battery ခက်ကြီးကြီးပါတဲ့ဖုန်းတစ်လုံးကိုလိုချင်တယ်ဆိုရင်တော့ဒီ Oppo ရဲ့ K30 တာဘူကရွေးချယ်တင်တဲ့နေရာမှာပါတယ်နောက်ထပ်ဖုန်းတစ်လုံးကတော့မိတ်ဆွေကကျွန်တော်အပေါ်မှာပြောခဲ့တဲ့ Redmi ရဲ့ K30 တာဘူလည်းကြိုက်တယ်ဇင်းနေလည်းတော့လည်းပို့သုံးကျင်တယ်ပို့ကောင်းတဲ့ SoC performance နဲ့ရနိုင်လားဆိုရင်တော့ရနိုင်တယ်အဲ့ဒါကဘာဖုန်းလဲဆိုတော့ဒီ Oppo ရဲ့ K30 Turbo Pro ဒီဖုန်းလေးရကြတော့ခုနကကျွန်တော်ပြောခဲ့တဲ့ဒီ Bedin Fan Cooler ပါတဲ့အပိုင်းနေမှာရော Battery ပိုင်းနေမှာရောအကုန်အတူတူပဲ ပိုတာဝါရကြတော့ဒီဖုန်းမှာကဒီ Snapdragon 8 Set Gen 4ဆိုတဲ့ SoC ကိုတုံးထားပေးတယ်ဒီ Snapdragon 8 Set Gen 4 SoC ကကြတော့ဒီနှစ်မှထွက်တဲ့ flagship SoC ဆိုတော့ performance ပိုင်းကတော်တော်လေးကောင်းတယ်လို့ပြောရမယ်နောက်ပြီးတော့ကျွန်တော်ရှေ့မှာပြောခဲ့တဲ့ Oppo G30 Tower မှာပြောဖို့ကြံခဲ့တဲ့ဒီ display ပိုင်းနေနောက်ပြီးတော့ဒီပေါ့နော် OS ပိုင်းနေမှာဆိုရင်လည်းဒီဖုန်းနေမှာအကုန်တူတူပဲဒီဖုန်းနှလုံးလုံးမှာကကျွန်တော် display ပိုင်းမှာဆိုရင်6.8 inches AMOLED panel မှာ 120Hz ကိုလည်း support ပေးတယ်နောက်ပြီးတော့ဒီ P brightness ကလည်း1600 nits ဆိုတော့ right to performance ကောင်းတဲ့ဖုန်းနေနဲ့ရှင်မဲ့ဆိုရင် display ဘက်မှာတော်တော်လေးအဆင်ပြေလို့ပြောရမယ်။နောက်ပြီးတော့ဒီဖုန်းနှလုံးမှာသုံးပေးထားတဲ့ဒီ OS ပေါ့နော် Android system ကလည်းဒီ ColorOS 15ကိုသုံးထားပြီးတာဆိုတော့ Redmi ရဲ့ဒီ HyperOS နဲ့ရှင်မဲ့ဆိုရင်သုံးရတဲ့ဒီပေါ့နော်ခံစားချက်ဘိုင်းနေမှာနောက်ပြီးတော့ notification ဘိုင်းနေမှာကဒီ Oppo ဖုန်းနေမှာကပို့ပြီးတော့တာတယ် အဲဒီဖုန်းနှလုံးမှာနောက်ပြီးတော့နည်းနည်းကွာွားတဲ့ချက်ကကြတော့ဒီ Oppo ရဲ့ K30 Turbo ကကြတော့မီးမလင်းဘောเนาะကြောပဲချမ်းမှာဒါပေမဲ့ K30 Turbo Pro မှာကြတော့မီးနည်းနည်းလင်းတယ်အဲဒီတစ်ချက်လောက်ပဲကွာတာအဲ့တော့မိတ်ဆွေရခုနကပြောခဲ့လို့ပဲ Oppo ရဲ့ K30 Turbo လည်းလိုချင်တယ်ဒေးလည်းပို့ပြီးတော့တက်နိုင်တယ်ပိုကောင်းတဲ့ performance ကိုလိုချင်တယ်ဆိုရင်เนาะ Oppo ရဲ့ K30 Turbo Pro ကိုရွေးချယ်မယ်ဆိုရင်လည်းရွေးချယ်လို့ရတယ်အဲ့တော့ကျွန်တော် Oppo brand တွေကလည်းရွေးပြီးွားရည်ဆိုတော့နောက်ထပ်ဒီအခြား brand တစ်ခုကိုဆက်ပြီးတော့သွားလိုက်အောင်နောက်ထပ်ဒီအခြား brand တစ်ခုကတော့ဒီ IQ တွေကရွေးပေးမယ် IQ ရဲ့ပထမဆုံးဖုန်းလုံးကတော့အခုလက်တလုံးမှာတော်တော်လေးကို hot နေတယ်။ IQ ရဲ့ Saturn Turbo Plus ဒီဖုန်းကပေါ့နော်ဒီ73သိန်းဝန်းကျင်လောက်မှာဆိုရင်တော်တော်လေးမှရွေးချယ်တင်တယ်။အဓိကကတော့ဒီ73သိန်းဝန်းကျင်လောက်နဲ့ဒီ Dimensity 900လေးက Plus လိုမျိုး latest flagship SoC ကိုဒီဖုန်းမှာရနိုင်မယ်။နောက်ပြီးတော့ဒီဖုန်းရဲ့အားသာချက်ကသူ့ရဲ့ display ဘိုင်းမှာကြတော့ဒီ6.7 inches AMOLED panel မှာဒီပေါ့နော် P brightness ကလည်း9500 nits တိရမယ်။ ။နောက်ပြီးတော့အဓိက display ပိုင်းမှာအားသာဝါရချက်ကသူရှိမှာကဒီ4320 premium gaming ပါတဲ့ချက်ကကျွန်တော်ဒီ gaming ဘိုင်းကိုအဓိကသုံးမဲ့ user တွေအတွက်ကဒီဖုန်းလေးကတော်တော်လေးမှရွေးချယ်တင်တဲ့အထဲမှာပါပါတယ်။နောက်ပြီးတော့ကျွန်တော်ဒီ battery bank ကိုဆက်သွားလိုက်မယ်ဆိုရင်လည်းဒီဖုန်းမှာကဒီ6000 mAh battery အကြီးယူမှာအပြည့်အစုံမို့91%လောက်တိကို support ပေးတာဆိုတော့ဒီ IQ ရဲ့ Neo တန်းက performance ကလည်းကောင်းတယ်။နောက်ပြီးတော့ကျွန်တော်ဒီ battery ကလည်းတော်တော်လေးအဆင်ပြေတယ်။နောက်ပြီးတော့ display ဘိုင်းမှာလည်းတော်တော်လေးမိုက်တာဆိုတော့ ဒီ IQ brand ရဲ့မှာစံတန်သိန်း73သိန်းဝင်းကျင်မှာ performance ကောင်းကောင်းလိုချင်တဲ့လူတွေအတွက်ကတော့ဒီ IQ ရဲ့ Saturn Turbo Plus ကတော်တော်လေးရွေးချယ်တဲ့နောက်ထပ်ဒီ IQ Neo တဲကရွေးပေးပါဆိုရင်တော့ဒီ IQ ရဲ့ဒီနာမည်ကြီးပြီးတာ IQ Neo 10နဲ့ Neo 10 Pro Plus ကိုတော့ရွေးချယ်ပေးမှရလိမ့်မယ်။စစချင်းဒီ IQ ရဲ့ Neo 10ကဈေးနှုန်းကတော့ဒီ73သိန်း74သိန်းဝင်းကျင်ပါပဲသူကရှိရယ်။အဓိကသူ့ရဲ့အားသာချက်ကကြတော့သူ့ရဲ့ display ဘိုင်းက ATPO AMOLED display မှာ 144Hz ကိုလည်း support ပေးတယ်။ ောက်ပြီးတော့ဒီ pre-brightness ကလည်း4500 nits ရတာဆိုတော့ display ဘက်မှာဒီဖုန်းက73နိတ်14နိတ်ဝင်းကျင်မှာအကောင်းဆုံးလို့ပြောရမယ်ဒီလိုမျိုး LTPO AMOLED display ဖြစ်တဲ့အတွက်ကြောင့် 1Hz ကနေ 144Hz ကို adjustment လုပ်ပေးမယ်အဲ့တော့ battery ဘက်မှာဆိုရင်လည်းဒီ accurate new တန်းကတော်တော်လေးခံတယ်နောက်ထပ်ဒီဖုန်းရဲ့အားသာချက်ကတော့သူရှိမှာ SoC က Snapdragon 8 Gen 3ဆိုတဲ့ SoC ကိုတုံးထားပေးတယ်နောက်ပြီးတော့ဒီပေါ့နော် IQ ရဲ့ name တီးတပိတာ IQ ရဲ့ဒီ gaming chip လို့ပြောရမယ်2 2 chip ကိုလည်းထည့်ထားပေးတယ် ီလိုမျိုးပေါ့နော်ဒီ agent 3နဲ့ကျူတူးချစ်ရဲ့ဒီအတွဲအဆက်ကဘယ်နားမှာသွားပြီးတော့တိတာလဲဆိုတော့ကျွန်တော် gain တွေပါ store တဲ့နေရာမှာအခြားသောဒီ brand ကလိုမျိုးဒီပေါ့နော်ဘယ်လိုပြောရမလဲ heat တွေအရန်တက်လာတဲ့ပြဿနာမျိုးတွေ FE ရဲ့ draw ဝါတွေပြဿနာမျိုးတွေကိုဒီလိုမျိုး IQ Neo 10တို့အဲ10 Pro Plus တို့ဒီလိုမျိုးဖုန်းတွေမှာသွားပြီးတော့မကြုံတွေ့ရဘူး။နောက်ပြီးတော့ဒီ IQ Neo 10ရဲ့ battery ဘိုင်းမှာဆိုရင်လည်း6100 mAh battery ကိုမှ 120W fast charging ကိုလည်း support ပေးတယ်။အဲ့တော့ battery ဘိုင်းမှာကခုနကပြောခဲ့တဲ့ကျူတူးချစ်ကြောင့် battery စားတတ်တာတဲ့ပြုံမှာ 6100 mAh battery အကြီးဆိုတော့ဒီဖုန်းက battery ကကျွန်တော်တို့စမ်းကြည့်တော့မှတော်တော်လေးခံတော့တွေ့ရတယ်။နောက်ထပ်ဒီဖုန်းကဒီစည်တန်းဝင်းကျင်မှာတော်တော်လေးဟိုမှာအားသာချက်တစ်ခုအနေနဲ့ထည့်ထားမှာကသူ့ရဲ့ fingerprint sensor က ultrasonic fingerprint sensor သုံးဖိထားတဲ့အချက်ကလည်းသွားပြီးတော့မေ့ထားလို့မရအောင်။ဒီ ultrasonic fingerprint sensor ကြောင့်ပဲဒီဖုန်းကဒီစည်တန်းဝင်းကျင်မှာတော်တော်လေးမှဒီပေါ့နော် hardware specification ကြီးမယ်ဆိုရင်မိုက်သွားတယ်။ တရှိမှာပါလာတဲ့ SOC တွေနောက်ပြီးတော့ဒီ gaming chip တွေ display ဘိုင်းတွေနောက်ပြီးတော့ခုနကပြောလိုမျိုးဒီ fingerprint sensor တွေကြောင့်ဒီ IQ Neo 10က73ဒင်းဆက်လေးဒင်းဝင်ကျင်မှာ price to performance ကောင်းကောင်းဖုန်းတစ်လုံးကိုလိုချင်တဲ့လူတက်ကတော့တော်တော်လေးရွေးချယ်တင်တယ်။အဲ့တော့ရှေ့မှာ Neo 10အကြောင်းပြောသွားရဆိုတော့ဒီ Neo 10ရဲ့အကိုကြီးအဲ Neo 10 Pro Plus အကြောင်းတော့ဆက်ပြီးပြောမယ်။ဒီ Neo 10 Pro Plus ကကြတော့သူ့ရဲ့ဈေးနှုန်းကကြတော့16ဒင်း18ဒင်းဝင်ကျင်မှာတော့ရှိတယ်။အစသချင်းထွက်ချင်းတော့လို့ဒီကောင်က30ဝင်ကျင်လောက်မှရှိတာ။ အခုကတော့ဈေးလေးနည်းနည်းပြန်ကျသွားလို့ပြောရမယ်။အဓိကဒီဖုန်းရဲ့အားသာချက်ကကြတော့ဒီ18သိန်းဝန်းကျင်လောက်နဲ့ Standard ကို8 L SOC ကိုရမယ်။နောက်ပြီးတော့ကျွန်တော်ရှေ့မှာပြောခဲ့လို့ကျူတူးချစ်ကိုထည့်ပေးထားတာဆိုတော့သိမှဒီ gain ကိုပေါ့နော်။အရန်ကိုမှ gaming ကိုအဓိက heavy ကိုသုံးချင်တဲ့ user တွေကတော်တော်လေးမှအဆင်ပြေသွားတယ်။နောက်ထပ်ဒီ IQ Neo 10 Pro Plus ရဲ့ display ဘိုင်းမှာဆိုရင်လည်းအရှိကပြောခဲ့တဲ့ IQ Neo 10နဲ့အကုန်တူတူပဲ။ ATV AMOLED display မှာ 1.1s ကလည်းတူတူပဲ။ နောက်ပြီးတော့ဒီ brightness ကလည်း4500 nits တရားလည်းအကုန်လုံးအတူတူပဲအဲ့တော့ display ဘက်မှာဆိုရင်လည်းဒီ phone လေးကတော်တော်လေးကောင်းတယ်လို့ပြောရမယ်နောက်ပြီးတော့ရှေ့မှာပြောထားလို့ပဲသုံးပေးထားတဲ့ fingerprint sensor ကလည်း ultrasonic fingerprint sensor ပဲဒီမှာထပ်ပြီးတော့သုံးထားပေးတယ်ဒါပေမဲ့နည်းနည်းလေးကွာကွာတဲ့ချက်ကဒီ IQ Neo 10 Pro Plus ရဲ့ battery က6800 mAh ပျက်သွားတယ်ပေါ့နော်အပြည့်အသွင်းမိုးကတော့120ဝပဲအဲ့တော့ခုနကအရှိမပြောခဲ့လို့ပဲ ဒီပေါ့နော်သူရှိမှပါတဲ့တူတူချစ်ကြောင့်ဘက်တရီစားတက်တာတဲ့ပြင်မှာ6800မီလီအမ်ပါအကြီးနဲ့ဆိုတော့ဒီဖုန်းကလည်းဘက်တရီခန္ဓာကတော်တော်လေးမကိုခံနေထဲမှာပါတယ်အဲ့တော့ဒီ IQ ရဲ့ Neo 10 Pro Plus လေးရလဲကျွန်တော်ဒီ16သိန်း18သိန်းဝင်းကျင်မှာ price to performance အရန်ကောင်းပြီးတော့ဒီအဖက်ဖက်ကတော်တော်လေးအဆင်ပြေတဲ့ဖုန်းတစ်လုံးကိုလိုချင်တဲ့လူတက်ကတော့တော်တော်လေးမှရွေးချယ်တင်နေထဲမှာပါတယ်မိတ်ဆွေရပေါ့နော်ကျွန်တော်အခုပြောခဲ့တဲ့10သိန်းကနေဒီ16သိန်း18သိန်းဝင်းကျင်ကဖုန်းတွေကိုမလိုချင်ဘူးဒီသိန်း20ကျော်လောက်ထဲကတုံးကျင်နေဆိုရင်လည်း IQ တွေကဒီ IQ ရဲ့တက်တင်းအဲဒီလိုမျိုးဖုန်းတွေကိုလည်းသွားပြီးတော့ရွေးချယ်လို့ရတယ်။အခုမိတ်ဆွေတို့တတိထားပြီလားတော့မသိဘူး။ဒီဗီဒီယိုထဲမှာကျွန်တော်ဒီဖုန်းတွေအကြောင်းအကုန်လုံးပြောပြပြီးတဲ့အနေအထားမှာဒီဖုန်းတွေမှာပါတဲ့ကင်မရာဘိုင်းကိုကျွန်တော်တိတ်ပြီးတော့မပြောပါဘူး။အဲဘာဖြစ်လို့မပြောရတာလဲဆိုတော့ဒီဖုန်းတွေက price to performance ကိုအဓိကဦးစားပေးထားတဲ့အတွက်ကြောင့်ကင်မရာဘိုင်းမှာဆိုရင်အချားပေါ့နော်သူတို့ဈေးနှုန်းဝင်းကျင်ကဖုန်းတွေနဲ့ရှင်လိုက်မယ်ဆိုရင်ကင်မရာဘိုင်းမှာနည်းနည်းလေးအားနည်းချက်ရှိတယ် အခုကျွန်တော်ပြောခဲ့တဲ့ဖုန်းတိုင်းမှာဆိုရင်တယ်လီဆန်စာတွေမပါကြဘူးအဲ့တော့ဒီလိုမျိုး perfect ဓာတ်ပုံတွေရိုက်တဲ့နေရာမှာ zoom တွေပါဆွဲပြီးရိုက်တဲ့နေရာမှာဒီဖုန်းတွေမှာနည်းနည်းအားနည်းချက်လေးရှိတယ်ဒါပေမဲ့ဒီဖုန်းတွေရဲ့ camera ကကျွန်တော်တို့ဒီ Yo တန်တန်ဓာတ်ပုံလေးရိုက်ဖို့နေဘက်အလင်းရောက်လေးမှာဓာတ်ပုံလေးကောင်းကောင်းမွန်မွန်ရိုက်ဖို့ နောက်ပြီးတော့တငယ်ချင်းတွေအပြော်ဓာတ်ပုံလေးရိုက်ဖို့အတွက်ကတော့ကောင်းကောင်းမွန်မွန်သုံးလို့ရတဲ့အထက်မှာပါတယ်။အဲ့တော့ DV rate ကကျွန်တော်10သိန်းကနေ16သိန်း18သိန်းဝင်းကျင်မှာ price to performance ကောင်းတဲ့ဖုန်းတွေထဲကမှ Redmi brand နဲ့ကမဟုတ်တဲ့အခြားဖုန်းတွေကိုပြောပြပေးတာပဲဖြစ်ပါတယ်။ Razer အနေနဲ့ရောအခုကျွန်တော်ပြောခဲ့တဲ့ဖုန်းတွေထဲမှာသုံးကြည့်ပြီးွားတဲ့ဖုန်းတွေရှိလားဘယ်လိုမျိုးအချက်တွေကိုကြိုက်လဲဘယ်လိုမျိုးအချက်တွေကိုမကြိုက်ဘူးလဲဆိုတာကိုအောက်က comment section ထဲမှာရေးပေးသွားလို့ရတယ်လို့ပြောနေပဲအားလုံးကြည့်စနေကျွန်တော်ခန့်ပါ Yangon Mobile Store.